ကျွန်တော်ဗုဒ္ဓဘာသာဝင်အများစုပြောကြတယ်မီဇီမပရိပဒါဆိုရယ်လမ်းစဉ်ဟာအစွန်းနှစ်ဖက်အကြားမှာရှိတဲ့လမ်းစဉ်မှန်ကန်တဲ့လမ်းစဉ်တစ်ခုလို့ပြောတယ်နောက်တစ်ခုလက်ဆော့ဘုရားကိုယ်တိုင်ကလည်းမီဇီမပရိပဒါကိုကျင့်ပြီးတော့မှဘုရားအဖြစ်သို့ရောက်ရှိသွားတယ်သို့သော မေးရလေးတွေရှိနေတာကမီဇီမပရိပဒါဆိုရယ်လမ်းစဉ်ဟာနေရာတိုင်းတွေတင့်တော်ရဲ့လားတစ်ခါတလေအရင်အစွန်းရောက်ဖို့လိုလိုင်းရောအလဲလဲလမ်းစဉ်ကြီးတွေပဲတောင်းနေရမှာလားအစွန်းရောက်ဖို့လိုတဲ့အရာမှာအလဲလဲလမ်းစဉ်တွေတွားလိုက်လို့ ရတဲ့တလောက်မရတော့ရင်ရောဘလို့လုံးမှာလဲဒါဆိုမင်းစီမပရိပဒါဆိုရယ်လမ်းစဉ်ဟာတင့်တော်နေရလားဒီမေးခွန်းတွေကိုကျွန်တော်ကိုယ်တိုင်မေးခဲ့ဘူးသလိုခုလက်ရှိအချိန်ထိဘုရားဘာသာနဲ့ပတ်သက်လို့နည်း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 မလေ့လာတဲ့သူမှန်းသမျှလည်းစိတ်ထဲမှာရှိနေကြတဲ့မေးခွန်းတစ်ခုပဲဖြစ်မယ်လို့ထင်တယ်။ဒါကြောင့်လည်းပဲမင်းစီမပရိပဒါဆိုရယ်နဲ့ပတ်သက်လို့ကျွန်တော် solution ထုတ်ကြည့်သွားမယ်။နောက်တစ်ခုမင်းစီမပရိပဒါဆိုတာအလဲလဲလမ်းစဉ်အရာအလုံးကိုအလဲလက်ကနေပဲစူးစမ်းရမယ်။ အရာအလုံးကိုအစွန်းအဖက်မဟုတ်တဲ့ဂျားကာလာကနေပဲသွားရမယ်လို့ပြောထားတာကရောမှန်နေရလားဒီစီမပြိပဒါဆိုတာနဲ့ပတ်သက်လို့ကျွန်တော်တို့အဖြေထုတ်ကြည်သွားကြပါမယ် Okay ဆိုတော့ဒီနေ့မှာတော့ကျွန်တော်အနေနဲ့ဒီမီဇီမပြိပဒါနဲ့တလွဲအယူဆဆိုတာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစကားပြောကြည့်မယ်ပေါ့နော်ဒီမီဇီမပြိပဒါဆိုတာနဲ့ပတ်သက်လို့ကျွန်တော်မိကုန်းတွေအရင်တော့ထုတ်ကြည့်မိရယ်နောက်တစ်ခု ဒီအခုချိန်အထိမေးခွန်းထုတ်နေကြတဲ့ဖြစ်တဲ့အရာတွေလည်းရှိနေတယ်ပေါ့နော်အဓိကကျွန်တော်ဒီဗီဒီယိုလေးလုံးဖြစ်သွားတဲ့အရာကဒီဒီ Rumbling မှာ Haynes Radio YouTube Channel ကနေပြီးတော့ Amazing မှာပြည်ပဒါကိုရှာပခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ဗီဒီယိုလေးကိုကြည့်မိရာကနေတွန်းအားပေါ်ရသွားတာပေါ့အဲ့ဒီဗီဒီယိုမှာဆိုရင်သူပြောထားပုံလေးကဒီ Amazing မှာပြည်ပဒါဆိုရနဲ့ပတ်သက်လို့အဲသူတိတ်မကြိုက်ကြောင်းဒီ Amazing မှာပြည်ပဒါဆိုရ Logi အတွက်မဟုတ်ကြောင်းသူဓမ္မဆက်ကြတော့တဲ့ရှင်ပြီးတော့ပြောပြပေးသွားတယ် ကျွန်တော်အဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့နည်းနည်းလေးထောက်ပြချင်တာလေးတွေရှိလာတယ်။အဲ့ဒါကိုကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီထဲက brother လို့ပဲတစ်ချိန်လုံးကမိကုန်နေရှိခဲ့တယ်ကြ။ဥမာဒီအမြဲတမ်းအလဲလဲလမ်းစဉ်ကြီးနဲ့တွားနေတာ okay လို့လား။ဒီဟိုမရောက်ဒီမရောက်အလဲကနေတွားတာကကျွန်တော်တို့ဖြစ်ထွန်းတဲ့လောက်မဖြစ်ထွန်းတာမျိုးတွေမဖြစ်နိုင်ဘူးလား။အဲ့ဒါကိုဒီမီဇီမပရိပဒါဆိုတာကအဲ logic စီးရင်ကိုစွန်ပြီးတော့တောထွက်ကျင့်နေတဲ့ယဟန်တန်ဃာတွေ ဒီဖုန်ကြီးတွေမှာလောက်ရတဲ့ကျင့်စဉ်တစ်ခုပဲဖြစ်နေမလားဆိုပြီးကျွန်တော်မိကုန်နေထုံးမိခဲ့တယ်တကယ်လဲကျွန်တော်တို့အနေနဲ့ဒီ personal development site ကနေကြည့်မယ်ဆိုရင်တခါတလေမှာစွကြုံရတဲ့အခိုက်အတန့်တွေဆိုတာရှိတယ်အတေးကြီးအနာခံပြီးတွားရတဲ့ကာလတွေဆိုတာရှိတတ်တယ်ပြောရင်တာမန်ပဲကြိုးစားလို့မရတဲ့အခြေအနေတွေပေါ့ဗျာဒီနေ့ခင်ရင်ကျေးမှုနဲ့ကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့တာမန်ပဲတွားလို့မရတဲ့ခရီးတွေအများကြီးရှိတယ်ဗျအရာရာတိုးတက်နေတဲ့ခေတ်ကြီးမှာကျွန်တော်တို့က တာမန်လေးပဲသွားနေရင်အရန်နောက်ကျခြံခဲ့မဲ့ပြဿနာရှိတယ်။ဒါကြောင့်ဒီမီဇီမာပရိပဒါဆိုတာကိုလွယ်လွယ်လေးပဲနားလည်ကြည့်မယ်ဆိုရင်တော့အဆင်မပြေဘူးမတုံးဘူးပေါ့ဗျာ။ဒီလော်ဂီကိစ္စအတွက်မသင့်တော်ဘူး။ငါတို့အောင်မြင်ဖို့အတွက်အဟန့်တားတောင်ဖြစ်နိုင်နေဆိုပြီးတော့တွေးစရာမေးစရာရှိလာတယ်။အဲတကယ်လဲကျွန်တော်စောနေပြောတဲ့ဗီဒီယိုလေးမှာအဲ့လိုမေးထားတယ်ဗျ။အဲနောက်တစ်ခုဒီ login အတွက်မဟုတ်ဘူး။ login တရာအတွက်သာအဓိက အရာတခုဖြစ်တယ်ဆိုပြီးတော့ဒီမဇ္ဈိမပရိပဒါကိုလည်းသူပြောထားတယ်အရှင်းဆုံးပြောရရင်အဲ့ဒီဗီဒီယိုမှာပြောထားတဲ့ဒီ logi အတွက်မဟုတ်ဘူးဆိုတဲ့ဇာတ်ကလုံးလုံးမားတယ်ဗျဒီမဇ္ဈိမပရိပဒါဆိုတာက logi အတွက်လည်းတင့်တော်တယ်လို့ logo တရာအတွက်လည်းတင့်တော်တယ်နောက်တစ်ခုနိဗ္ဗာန်ဆိုတဲ့နေရာကိုရောက်နိုင်ဖို့အတွက်လည်းမဇ္ဈိမပရိပဒါဆိုတာကအလိုအဆုံးအတင့်တော်ဆုံးနဲ့အကောင်းဆုံးနိလမ်းပဲပြောရရင်ဒီနေ့ခေတ်ငြိမ်းချမ်းရေးအဓိကအုပ်ဆောင်ဖြစ်တဲ့ဒီမိုကရေစီလို့ပေါ့ဒီဒီမိုကရေစီကအဲ့အတင်းတော်ဆုံးနီလန်ဖြစ်နေသလိုပဲ ီမိသီမပရိပဒါဆိုတာကလည်းကျွန်တော်နိဗ္ဗာန်ကိုသွားနိုင်ဖို့နောက်တစ်ခုလောကီရေးရအောင်မြင်မှုရောလောကုတ္တရာရေးရအောင်မြင်မှုအတွက်ပါအစဉ်ပြေနိုင်မှုအတွက်အသင့်တော်ဆုံးနိလန်တစ်ခုပဲဖြစ်တယ်ဗျနောက်တစ်ခုဒီမိသီမပရိပဒါဆိုတဲ့လမ်းစဉ်ကဟိုမရောက်ဒီမရောက်ဂျာကာလာကနေသွားရမယ်ဆိုတဲ့အရာကလည်းတကယ်တော့မှားနေပြန်တယ်ဗျမိသီမပရိပဒါဆိုတာရဲ့အဓိက ရည်ရွယ်ချက်ကအဲ့ဒီလိုမဟုတ်ဘူးနောက်တစ်ခုဆိုလိုရင်းအတိတ်ပဲကလည်းအဲ့ဒီလိုမဟုတ်ဘူးဗျဒီမီဇီမပရိပဒါဆိုတာကိုအရှင်းဆုံးအတိတ်ပဲဖွင့်ရမယ်ဆိုရင်ဒီမီဇီမပရိပဒါဆိုတာကပန်းတိုင်ကိုအလယ်လက်အဆင့်သာတတ်မှတ်တာမဟုတ်ဘူးဗျပန်းတိုင်ကိုရောက်စေဖို့အတွက်အလယ်လန်နီးလန်းနဲ့တွားသိမ့်တယ်လို့ပြောတာအဲအင်္ဂလိပ်လို့ဆိုရင်တော့ consistency ရှိရှိတွားရမယ်လို့ဆိုလိုချင်တာအဲကောက်ရိုးမီမဖြစ်စေဖို့အတွက်ရည်ရွယ်တာဖြစ်တယ်အဲဥပမာဗျာကျွန်တော်တို့ခရီးအစမှာအရင်အားထည့်လိုက်ရင်ကျွန်တော်တို့ ခီးအလေလောက်ရောက်ရင်ပန်းသွားတာမျိုးတွေဖြစ်တဲ့။နောက်တစ်ခုကျွန်တော်တာရွက်မှာကလေးကအားကုန်ခဲပြီးပြေးလိုက်ရင်အဲတာလင်လောက်ရောက်သွားရင်ကျွန်တော်အားအင်ကုန်ခံပြီးတော့အခြားသူတွေကကိုယ့်ထက်ရှိကိုရောက်သွားနိုင်တယ်။နောက်တစ်ခုကိုကိုယ်တိုင်ကအဲ့ဒီနေရာမှာအမောဖောက်ပြီးတော့ပန်းတိုင်ကိုတောင်မရောက်နိုင်ဖြစ်သွားနိုင်တယ်။ဒါကြောင့်လည်းပဲမီဇီမပရိပဒါလမ်းစဉ်ဆိုတာက logic အတွက်ပါအသုံးဝင်တယ်လို့ကျွန်တော်ပြောနေရတာဖြစ်တယ်ဗျ။ဒါကြောင့်မို့ဒီမီဇီမပရိပဒါဆိုတာ ਨੇ ပတ်သက်လို့ဒီပန်းတိုင်ကို အလယ်လက်အဆင့်သာတက်မှတ်ပြီးတွားရမယ်ဆိုပြီးအတိတ်ပဲမဖွင့်မဲနဲ့ပန်းတိုင်ကိုတွားရမယ်နီလန်ကောင်တစ်ခုလိုပဲနားလေတင်တယ်ဗျနောက်ပြီးကျွန်တော်တို့ဒီဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ဝေဖန်ကြတဲ့လူတွေပြောလို့ရှိတာကဒီဖျားကိုတိုင်တော့မှဒုက္ခစရိယာအကျင့်ကိုကျင့်ပြီးတော့မှဖျားဖြစ်သေးတာပဲဒါကြောင့်ဒီမဇိမပရိပဒါဆိုတဲ့လမ်းစဉ်ကို မတုံးခင်မှာကျွန်တော်တို့ဒုက္ခစရိယာနဲ့ဒီဒုက္ခစရိယာပုံစံမျိုးအားလုံးထည့်ပြီးတော့ကျုံးလို့ရောမရဘူးလား အဲဖះတော်မှာဒီဒုက္ခသရိယာကျင်ပြီးတော့မှညံလင်းရတာပဲဒုက္ခသရိယာလိုမျိုးအတကုံကျုံးရတဲ့ကာလကြီးဆိုတာလိုအပ်တာမဟုတ်ဘူးလားဆိုပြီးဒီဝေဖန်တဲ့သူတော်တော်များများမေးလေးရှိတာကိုလည်းကျွန်တော်အဖြေပေးနေတယ်ဗျတကယ်တော့ဖះဒုက္ခသရိယာကျင်တာကလိုအပ်လို့မို့နောက်တစ်ခုဒီဒုက္ခသရိယာကြီးကိုကျင်ပြီးလို့ဖះဖြစ်သွားတာမဟုတ်ဘူးဗျဒုက္ခသရိယာမကျင်လေဖះကဖြစ်မှာပဲ ်အရှင်းဆုံးပြောရရင်များဒီဒုက္ခစရိယာအကျင့်ဆိုတာဖရားဖြစ်ဖို့အတွက်လောက်ရတဲ့အရာတခုကိုမဟုတ်မနေတာဖရားလမ်းမရောက်သွားတဲ့အခိုက်အတန့်တခုတည်းမပူအဲဒီနေ့ခေတ်ဒုက္ခစရိယာကျင့်နေတဲ့ဒီကမ္မထမ်းယုံနဲ့ပတ်သက်လို့ထုပြီးပူဇော်ကြရဲဆိုတာလေဒီမဟာယနမှာသာများတယ်ဒီနောက်တစ်ခုထေရဝါဒတွေအနေနဲ့ဒီဒုက္ခစရိယာအကျင့်ကျင့်နေတဲ့ကမ္မထမ်းယုတ်ထုကိုထုတယ်ဆိုရင်တော့ဖျားအနေနဲ့ဒီဒုက္ခစရိယာအကျင့် ကျင့်ခဲ့ပါတယ်ဒီဒုက္ခသရီအချင်းကြီးကျင့်ပြီးတော့လမ်းမှန်ကိုပြောင်းနိုင်ခဲ့ပါတယ်ဆိုရဲပုံစံမျိုးကို inspire ယူစေချင်လို့ဥပမာတစ်ခုအနေနဲ့ပြတဲ့သဘောထက်ပိုမနေဘူးဗျအော်အရှင်းဆုံးပြောရင်ဒုက္ခသရီမကျင့်လဲဖရားကဖြစ်မှာပဲအဲဒီဒုက္ခသရီအချင်းကြီးကျင့်လို့ဖရားဖြစ်တာမဟုတ်ဘူးပေါ့ဗျာပြောချင်တာကတော့ ဒါကြောင့်ကျွန်တော်တို့အနေနဲ့ဖျားကလမ်းမရောက်ပြီးတော့လမ်းမှန်ပြင်သွားပြီးပြီ။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ကဖျားကိုယ်တိုင်လမ်းမရောက်ပြီးတော့လမ်းမှန်ပြင်လိုက်ပြီးသွားပြီ။ဒါကိုဖျားမားတဲ့လမ်းကိုမှားပြီးတော့မှလမ်းမှန်ပြင်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့မြင်နေရတဲ့လမ်းမားရမလို့ပဲနဲ့တန်းတိနေရတဲ့လမ်းမှန်ကိုရှောက်ဖို့သာလိုအပ်တယ်လို့တရားတော်တော်များများမှလည်းကျွန်တော်တွေ့ရတယ်ဗျ။တကယ်တော့ဒီမဇ္ဈိမပရိပဒါဆိုတာဓမ္မစကြာတုတ်ကိုပဲကြည့်ရင်သိနိုင်ပါတယ်။မဂ်ဂင်၈ပါးကို ပြောတာပဲဖြစ်တယ်။ဒီမဂ်ဂင်၈ပါးအကျင့်နဲ့ သွားရမှာကိုပြောချင်တာဖြစ်တယ်။နောက်တစ်ခုမေဇိမပရိပဒအစွန်းနှစ်ဖက်ကလွတ်တယ်ဆိုတာကဒီအတ္တကိလမထနဲ့ကာမတုခာလီကနိယောဂဆိုတဲ့အစွန်းနှစ်ဖက်ကနေလွတ်ရမှာ။အဲပြောရင်အတ္တကိလမထဆိုတာက အကျိုးမဖြစ်တဲ့ကြိုးစားမှုမျိုးတွေမဖြစ်စေဖို့အတွက်ပြောထားတာ။ပြောရင်အလဲလဲလန်းစင်တယ်မဟုတ်ဘူး။ဒါမှရေးထားတာဘလောက်ထိပါလဲဆိုရင် ကုသိုလ်လိုခေါ်တဲ့အကျိုးဖြစ်စေမယ့်အလို့ဆိုရင် အသက်ပင်တည်တည်ရေကုန်မိုင်းကုန်ကျုံးရမယ်ဆိုပြီးတော့ပြောထားတယ်။ဖះကိုယ်တိုင်တော်မှာသူ့ရဲ့ခန္ဓာကိုယ်အင်္ဂါအစိပ်ပိုင်းတွေကိုဖျက်ပြီးလှူတာမျိုးတွေရှိတယ်။ပြောရင်အဲ့ဒီအရာတွေဆိုတာကကုသိုလ်ဆိုတဲ့အကျိုးရလုံးမို့လို့လှူတာ။ဆောင်းနဲ့မေကွန်ထုံနေကြတဲ့သူတွေအမြင်နဲ့ပြောရမယ်ဆိုရင်တော့ဒါမင်းစိနောပရိပဒါမဟုတ်ဘူးလေဗျာ။ဒါလမ်းမနေတာပဲမဟုတ်ဘူးလားပေါ့။ဒါပေမဲ့မဟုတ်ဘူးဗျ။ဒီအာတကိလမထဆိုတာကဒီ ုသိုလ်လို့ခေါ်တဲ့ဒီအကျိုးမဖြစ်စေတဲ့အလုပ်ကိုမလုပ်စေချင်တာအားမထည့်စေချင်တာအကျိုးမရှိတဲ့အလုပ်ဆိုရင်ဒီမျက်ွယ်ပြုတ်စေချင်တာအကျိုးရှိတဲ့အလုပ်ဆိုရင်တော့ရေကုန်ရမ်းကုန်ကြုံးလို့ရတယ် အဲဒါဆိုရင်အတ္တကီလမထာကလွတ်တယ်ပေါ့နောက်တစ်ခုဒီကာမတုခလီကနိယောဂဆိုတာကတော့ဒီယဟန်တော်ရင်းနဲ့ပို့ပြီးတက်ဆိုင်မယ်ထင်တယ်ပြောရင်ဇိခံမှုအတွက်ပေါ့နော်ဇိခံမှုအတွက်တသက်လုံမနေတာဇိခံခြင်းစွန်းအားကြီးပြီးတော့လောက်တာမျိုးကနေရှောင်ကျင်မှုအတွက်ပြောထားတာဒါတော့ဒီဟန်းနေနဲ့ပို့ပြီးတော့ဆိုင်မယ်ထင်တယ်ဒါကြောင့်အရှင်းဆုံးနားလည်ရမယ်ဆိုရင်တော့မဇိမပရိပဒါဆိုတာကဒီအကျိုးရှိမယ်ဆိုရင်အတကုံကျုံးလို့ရတယ်အကျိုးရှိမယ်ဆိုရင် မင်းအနေနဲ့အသက်ပင်သေးသေးရုန်းကန်လို့ရတယ်အသက်ပင်သေးသေးအဲ့ဒီအရာကိုရအောင်ယူလို့ရတယ်ဒါပေမဲ့အကျိုးမရှိရင်တော့ဝေးဝေးကရှောင်သွားဆိုပြီးတော့သူပြောချင်တာဖြစ်တယ်ဒီအခြေအနေပဲချင်းချင်းကြည့်ရင်တော့မှကျွန်တော်တို့မေဇိမပရိပဒါဆိုတာလောကီအတွက်ဘလောက်အကျိုးရှိနိုင်တယ်လဲဖျားရှင်ကိုရောမြတ်ကြီးကဒီမေဇိမပရိပဒါကိုလောကီလူသားတွေအကောင်းကျိုးအတွက်ဘာကြောင့်ပြသပေးခဲ့ရလဲဆိုတော့ကိုအထင်းသားမြင်နိုင်မယ်ထင်တယ်နောက်တစ်ခုဒီမေဇိမပရိပဒါဆိုတာက အမှန်နဲ့အမှားကြားမှာရှိနေတဲ့ အရာတခုမဟုတ်ဘူးဗျဒီမီဇီမာပရိပဒါဆိုတာက အမန်တရားစစ်စစ်တခုသာဖြစ်တယ်ဗျအဲဒါကလူတွေအနေနဲ့ကမြင်သင့်ပါတယ်အခုတခုဒီလမ်းစဉ်ဟာဘလောက်ကောင်းကျိုးရှိတယ်ဆိုတာကိုလည်းလက်တွေ့လိုက်ပါကျင့်သုံးသင့်တယ်လို့ထင်တယ်နောက်တစ်ခုစကားဖို့အနေနဲ့ချက်ချင်တာတခုကကို့အနေနဲ့ပေါ့နော်ဘလို့အရာမျိုးနဲ့ပတ်သက်လို့ဖြစ်စေမေးခွန်းတွေထုတ်တော့မယ်တန်လျာတွေရှိလာပြီဆိုရင်မျိုးလုံးလုံးမြင်နိုင်တဲ့ပမာဏကနေပဲမိကုံမထုတ်မိစေနဲ့ဗျစူးတော့ဘောင်းဆောင်ကမိကုံထုတ်ဖို့လိုအပ်တယ်။နမက ဒီတစ်ဆိုတဲ့ကဏန်းကိုလူ9ယောက်ထိုင်ပြီးတော့အလေတက်တဲ့ခြာထားတဲ့အမြင်မျိုးနဲ့ကျွန်တော်တို့ဘတ်စုံ ရှူလောင်းစုံကနေကြည်ပြီးတော့မှ မေကွန်ထုတ်တင်တယ်လို့ထင်တယ်ဥပမာပါဗျစ်ကိုလူ9ယောက်ရဲ့အလေကနေခြားထားမယ်ဆိုရင်ဒီငါလို့လည်းမြင်မယ်ပါသလို့လည်းမြင်မယ်ကားငယ်လို့လည်းမြင်မယ် ဆိုဆိုတော့ perspective တွေအများကြီးရှိသွားတယ်ဒီလိုပုံစံမျိုးနဲ့မိဘထုံးမှာပဲကျွန်တော်တို့ကအနည်းဆက်ဆုံးအမှန်ကန်ဆုံးအဖြေကိုရရှိမှာဖြစ်တယ်ဗျဒီလိုမဟုတ်ဘဲနဲ့ကိုကရှုထောင့်နှစ်ဖက်မြင်တဲ့ပုံစံမျိုးလောက်နဲ့ပဲမိဘထုံးနေမယ်ဆိုရင်ကိုဆွဲနေတဲ့အမှန်ကိုဆွဲနေတဲ့အမားနဲ့ကျော်ဆက်ပြီးတော့ဒီအနည်းဆက်ဆုံးအမှန်တရားမထွက်နိုင်တဲ့အပြင်အဝေးဆုံးအမားစီကိုပါရောက်သွားစေနိုင်တာမို့လို့ဒီအချက်လေးကိုတော့တတိပြုစေချင်ပါတယ် အဒါနဲ့ပတ်သက်လို့ကမ္ဘာလုံးအတိုင်းအတာနဲ့ပြောမယ်ဆိုရင်လည်းပဲအမှန်တရားဆိုတာနဲ့ပတ်သက်လို့လူတော်တော်များများကလက်ခံတာရှာတယ်။ကိုထင်နေတဲ့အစွဲတွေကိုသာလျှင်အမှန်ဆိုပြီးတော့ဒီမှန်စီချောင်းပြသနိုင်မဲ့အရာတွေကိုလိုက်ရှာတယ်။ပြီးရင်ငါထင်ငါအမြင်မှန်ပါတယ်ဆိုပြီးတော့ဇွဆွဲချတာမျိုးတွေရှိတယ်။ဒါကြောင့်လဲကျွန်တော်အနေနဲ့စကားပြောတဲ့အခါမှာအတတ်နိုင်ဆုံးသတိထားပြီးတော့ကိုဆွဲနေအမှန်တရားကိုအမှန်မှာကြွလို့မပြောမိအောင်အတတ်နိုင်ဆုံးထိန်းတယ်။နောက်တစ်ခုကျွန်တော် အတက်နိုင်ဆုံးအဲ့ဒီလိုအရာမျိုးမဖြစ်အောင်ကြိုးစားရပြဒါနဲ့ပတ်သက်လို့ဥပမာလေးတစ်ခုပေးရမယ်ဆိုရင်ဒီတိတ္ထမင်းသားလေးဖွားမြင်ပြီးတော့ဒီတိတ္ထမင်းသားရဲ့ပင်စဝက်ကီငါးဦးတည်းကတဦးဖြစ်လာမယ်နောက်တစ်ခုတိတ္ထမင်းသားရဲ့လက်ဦးဆရာလည်းဖြစ်လာမယ်ဒီကောကညာဆိုတဲ့ပုံသားလေးတစ်ပါးရှိရပြဒါနဲ့ပတ်သက်လို့ဥပမာလေးတစ်ခုပေးခြင်းနေပြအဲ့တော့ဒီဥပမာလေးတစ်ခုမပေးခင်မှာပြောချင်တာကဒီဥပမာထဲမှာပါတဲ့ကောကံညာဆိုတဲ့ပုံသားရဲ့နာမည်ကိုကျွန်တော်အတန်တော်မှားကောင်းမှားနိုင်တယ် ဒါကြောင့်အတန်းတန်းမှားခဲ့ရင်ခွင့်လွန်ပေးပါလို့ကျွန်တော်ကြိုတင်မြစ်တာရက်ခံကျင်နေပြဆိုတော့ဥပမာလေးကိုဆက်သွားကြမယ်ပေါ့နော်အဲဘာဥပမာလဲဆိုတော့ဒီတိရစ္ဆာန်မင်းသားလေးဖွားမြင်တော့ဒီကောကံညာဆိုတဲ့ပုံနာတစ်ပါးရှိရပြဒီဗုဒ္ဓမြတ်စွာဘုရားတပ်ပြညူတာရွှေဉဏ်တော်ကြီးကိုရရှိပြီးတော့ပထမဦးဆုံးချွတ်တဲ့ပြင်ဆက်ဝက်ကင်၅ဦးထဲမှာတဦးအပါဝင်လဲဖြစ်လာမယ်သူနောက်တစ်ခုဒီတိရစ္ဆာန်မင်းသားရဲ့လက်ဦးစရာလဲဖြစ်လာမယ်ပုံနာလေးတစ်ပါးပေါ့သူဆိုရင်တိရစ္ဆာန်မင်းသားဖွားမြင်ပြီးတော့လက်ညိုးကိုမက်နေအောင်ထောင်ပြီးတော့ ကရဏမင်းသားဟာဘာစကြဝဠာမင်းမဖြစ်မှာမဟုတ်ဘူးဗုဒ္ဓဧကံအစစ်ဖြစ်လိမ့်မယ်ဆိုပြီးတော့ဟောခဲ့တဲ့ဗေဒင်ဆရာပြနောက်ပြီးတော့ဒီဖျားပွင့်လာမယ့်အချိန်ဒီဥရဝေလာတောထဲမှာနှစ်သုံးဆယ်တိတိသူစောင်းခဲ့တဲ့သူလည်းဖြစ်တယ်နောက်ပြီးတော့ဒီဖျားအလောင်းတော်ကာလာပဲရှိနေစဉ်ဒီဂေါတမမြတ်စွာဘုရားတပ်ပိညုတရှင်တော်ကိုဒီမရရှိသေးခင်ဒီအရကိလမထနုယောကအချင်းနဲ့လမ်းမရောက်နေခဲ့တော့ကလည်းဒီဖျားပေးမှာဝိကြီးဝင်းငယ်ပြုစုပြီးတော့နေထိုင်ခဲ့တဲ့သူတအူးလည်းဖြစ်တယ်ဗျ ဒါမဲ့ဖះအလောင်းဟာသူကြည့်နေတဲ့အရာကိလမထာနိယောဂတရားဖြစ်တဲ့လမ်းမာကြီးကိုတိလို့လမ်းမှန်ဖြစ်တဲ့မဇ္ဈိမပရိပဒါကို ပြောင်းလဲတော့အားတို့ဖះကြီးတော့လမ်းမရောက်သွားပြီကွာဆိုပြီးတော့ဖះအနှမ်းမှတောက်လျှောက်နေခဲ့ရကနေခွာသွားတဲ့ပုံနာလေးလေးဖြစ်ခဲ့တယ်ဗျဒါနဲ့ပတ်သက်လို့ကောကညာဘာကြောင့်ထွက်ခွာသွားရသလဲဆိုတော့သူဟာအတူရောင်နေတဲ့ပတ်သက်လို့လောဘစိတ်တက်တဲ့သူဖြစ်လို့ဗျဘလို့အရာကြီးလုံးပြနေမှကြီးညိုမယ်ဆိုတဲ့ငါဆွဲလေးရှိနေတဲ့အတွက်ကြောင့် လမ်းမကနေလမ်းမှန်ပြင်တာကိုတော့လမ်းမှန်ကနေလမ်းမပြင်နေဆိုပြီးမြင်သွားခဲ့တဲ့သူတယောက်ဖြစ်တယ်ဗျ။နောက်ပြီးလူတွေရဲ့အထင်ကြီးမှုတွေထဲမှာဘလို့အရာမျိုးကိုမဆိုခက်ခက်ခဲခဲရယူမှဘလို့အရာမျိုးကိုဆိုခက်ခက်ခဲခဲတွားမှဇက်နာမှုတွေရှိမှဒရမာတွေခင်းပြမ အောင်မြင်မှုဟာပိုပြီးစစ်မှန်နေလို့လဲထင်ရတဲ့အစွဲတွေကြောင်းတော်လင်းကောသံညာအတိလိုဖြစ်သွားတာဖြစ်တယ်။ဒီနေ့ခေတ်နဲ့ရှင်းကြည့်မယ်ဆိုရင်လဲကျောဘလို့အောင်မြင်မှုမျိုးကိုမဆိုအောင်မြင်မှုဆိုတာကအရန်ကြိုးစားမှငါတို့ကအောင်မြင်မှုရဖို့အတွက်အနစ်နာတွေဇိုးခံရမှပိတ်ဆက်မှုတွေကြုံရမှအဲငိုရမှုတွေရှိမှနာကျင်မှုတွေများမှဒီအောင်မြင်မှုဆိုတာကိုထိုက်ထိုက်တန်တန်စုကူးရမှကြွဆိုပြီးတော့ဇွတ်တွေအော်ကြလေရှိတယ်။တကယ်တော့ အကောင်းဆုံးအမှန်ဆုံးအနည်းဆက်ဆုံးနဲ့အမြန်ဆုံးဖြစ်မဲ့နည်းလမ်းတွေဟာအလောက်ကြီးပင်ပန်းနေတာမျိုးတွေမဟုတ်ဘူးအဲဒီနေ့ပြောတဲ့ဗီဒီယိုကကောင်းတဲ့နယ်ပဲရှင်းကြည့်မယ်ဆိုရင်မီဇီမပရိပဒါမဟုတ်တဲ့လူရဲ့အယူအဆတွေနဲ့ကိုကိုကိုမှန်လာပြီးထင်နေကြတာပေါ့ဗျာနောက်ပြီးတော့အဲ့ဒီလိုမျိုးငါးဆွဲကိုဥတည်နေတဲ့သူတွေဟာလင်ရလဲအရန်လွယ်တယ် အဲဒီနေ့ခင်မှာကြည့်ရင်သိနိုင်ပါ रे ဂူအောင်တရားကျင့်တဲ့သူဂူအောင်ပြီးတော့ဒုက္ခတွေစွတ်ခံနေတဲ့သူဆိုရင်လူတွေက မတရားကြည်ညိုကြတယ်အဲ့လိုကြည်ညိုတဲ့အတွက်ကြောင့်လည်းပစ္စည်းဥစ္စာတွေလူတန်းနေရှိသမျှဟာတွေပုံရောပြီးတော့လူကြတယ်တန်းကြတယ်လူတွေတန်းတဲ့အရာကကုစုရတာတော့အမှန်နဲ့ဒါပေမဲ့အလကားကုစုကြီးဖြစ်နေတတ်တယ်ဒီလောကသဘာဝကြီးအတွက်ဘာအကျိုးမှမရှိတဲ့ကုစုတွေဖြစ်နေတတ်တယ်နောက်ပြီးတော့အဲ့လိုလူမျိုးတွေအပေါ်မှာစီးပွားရှာရတာလည်းအင်မတန်လွယ်တယ်ဗျ သူတို့ဖြစ်စေခြင်းနဲ့သူတို့နေပြစေခြင်းနဲ့အခက်အခဲတင့်ကြံမှုတွေနဲ့နေပြလိုက်ရင်အဲကျွန်တော်တို့အများကြီးစီးပွားရေးလုံးလို့ကောင်းသွားတာပဲလေဆိုတော့ဒီမီဇီမပရိပရာဆိုတဲ့ကျင့်စဉ်ဟာကျွန်တော်တို့ logic အတွက်ရော logo တရာအတွက်ပါဘလောက်ဒီအကျိုးများရဲ့ဆိုတာကိုအာမြင်လာနိုင်ပြီလို့ထင်ပါတယ်မမြင်နိုင်သေးဘူးဆိုရင်လည်းကျွန်တော်တို့မြင်နိုင်ဖို့အတွက်ကြိုးစားပါလို့တိုက်တွန်းခြင်းတယ်တကယ်တော့ကျွန်တော်တို့အနေနဲ့ကဒီမီဇီမပရိပရာဆိုတဲ့လမ်းစဉ်ကိုသိရှိခွင့်ရတာဟာအလွန်အမတန်ကံကောင်းဆုံးလို့သာလျှင်ရရှိတာဖြစ်ပါတယ်ဒီ ဝါရဆန်ဆန်စကလုံးမဟုတ်ပေမဲ့ဒီစကလုံးကိုကျွန်တော်သုံးခြင်းပါအဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ဒီဖျားသာသနာမှာလူပြည့်ခွင့်ရဖို့ဆိုတာအင်မတန်ခဲရင်ပါအဲ့ဒီခုဒီလိုဖျားသာသနာမှာလူပြည့်ခွင့်ရတဲ့အပြင်ဖျားကိုယ်တိုင်ကျင့်ကြံခဲ့တဲ့မြစည်းမပရိပဒါလမ်းစဉ်ကိုကြုံကြိုက်ခွင့်ရတာဟာလေအင်မတန်ကံအကောင်းဆုံးလို့သာလင်ရတာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့အနေနဲ့ဒီလိုအမှန်တရားကိုရရှိခြင်းမှာအသုံးပြုဖို့အသုံးချဖို့လက်တွေ့ကျင့်သုံးမှုအတွက်လိုအပ်ပါတယ် မေကွန်းထုတ်တာကကောင်းပါတယ်ဒါပေမဲ့မေကွန်းထုတ်ပြီးကိုယ်တိုင်လက်တွေ့ကျင့်ကြံမှုလည်းလိုအပ်တယ်ဆိုတော့ကိုလည်းသတိလေးချက်စီကျင်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုလေးကိုတော့ကျွန်တော်ဒီနေရာလေးမှာပဲအဆုံးသတ်ချင်ပါတယ်နောက်လာမယ့်ဗီဒီယိုမှာတော့ဒီဗုဒ္ဓဟောခဲ့တဲ့တန်တရာနဲ့ဒီ triangle ဇာကားရဲ့လက်ဘက်ပုံဒီတန်တရာဆိုတဲ့အရာကြီးကဘယ်လောက်ထိကြောက်ဖို့ကောင်းတယ်လဲဘယ်လောက်ထိစိတ်ဝင်စားဖို့ကောင်းတယ်လဲနောက်ပြီးတော့ဒီတန်တရာကိုလက်ဘက်စီတာကရောပါလဲနောက်ပြီးတော့တန်တရာထဲမှာလူကလဲရလား လူပေါ်မှာပဲတန်တရာကလာလေသလားတန်တရာဆိုရဲဟောဟာရရဲ့အဖြေကပါလဲဒီလိုမိကုန်းနေနဲ့ပတ်သက်လို့ကျွန်တော်အဖြေပေးသွားမယ်နောက်ပြီးတော့အဲ့ဒီတန်တရာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးဟာတော်တော်လေးလေးရှင်းပါလိမ့်မယ်နောက်ပြီးအများကြီးလဲဗဟုသုတတွေရပါလိမ့်မယ်မိကုန်းတွေလည်းရပါလိမ့်မယ်စိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေလည်းအများကြီးပါပါလိမ့်မယ်ဆိုတော့ဒီနေ့ပြောခဲ့တဲ့မီဇီမပရိပရာဆိုတာနဲ့ပတ်သက်လို့လည်းမိတ်ဆွေတို့အနေနဲ့လိုက်ပါကျင်သုံးဖို့နောက်တစ်ခုမန်ကန်တဲ့လမ်းစဉ်ကိုမြင်တွေ့နေတော့မှာ လမ်းလွတ်တန်းလိုက်ပါဆောင်ရွက်ဖို့ဝယ်တဲ့တိုက်တွန်းခြင်းနဲ့နောက်ပြီးကျွန်တော်ပြောခဲ့သမျှဟောခဲ့သမျှကိုအားလုံးအမှန်လို့လည်းမယူဆစေချင်ဘူးကိုယ်တိုင်လေးလာရှာဖွေပြီးတော့ devil check လေးလုပ်စေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီလူသားတယောက်ဖြစ်တဲ့အတွက်ကြောင့်အမားလုံနိုင်တယ်။နောက်ပြီးကျွန်တော်လုပ်တဲ့အမားကြီးကိုအဲလုံးလုံးယုံလိုက်ပြီးတော့လိုက်ပါချင်တော့ရင်မိရင်နှခါနာဖြစ်မှလဲဆိုရင်ဘလိုပဲဖြစ်ဖြစ်တခုပြောချင်တာကကျွန်တော်ဘယ်အရာကိုတင်ပြဖို့အတွက်စဉ်းစားထားသည်ဖြစ်စေစီစဉ်ထားသည်ဖြစ်စေအချင်းချင်းကကစစ်စစ်ပြီးမှစီစဉ်တင်ဆက်တာဖြစ်တဲ့အတွက်ကြောင့် အမားတော်တော်နေပါလိမ့်မယ်ဒါပေမဲ့စွန့်နိုင်ပါသလိုကျွန်တော်ဒီလူသားတယောက်ဖြစ်တဲ့အတွက်အမားမကင်းဘူးအဲကြောင့်တည်တည်ချာချာလေးစီစစ်ပြီးမှယုံကြည်ပါကိုယ်တိုင်လည်းရှာဖွေလေ့လာပါလို့ပြောရင်းနဲ့ပဲဒီနေ့ဗီဒီယိုလေးကိုအဆုံးသတ်ချင်ပါတယ်ဆိုကျွန်တော်နောက်လာမယ့်တန်တရားနဲ့ပတ်သက်တဲ့ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ